အရုံးတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းချုံထားတိုင်းကျမမကတော့ဘူးကရုံးတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့သီလနှစ်ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်နော်ဟမ်တကယ်မကြီးတို့မကြည်ညိုရင်မကြည်ညိုခွင့်ရှိတယ်မလူရှင်လဲမလူခွင့်ရှိပါတယ်ဓမြတိုက်ပြီးတနတ်ပြပြီးတော့ဓမြတိုက်တဲ့ဖုံးကြီးတဘာမှမရှိဘူးမှန်လားဦးစင်းပြောတာရှင်းလားဦးစင်းပြောတာ ဒါကြောင့်ယဟန်တန်ဃာတွေဝရင်ဝရင်တို့ကြီးနဲ့တိမ့်ပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော်ပုပ်ကိုရေးတူတယောက်အနေနဲ့မကြေနဲ့ရင်ပြောခွင့်ရှိတယ်နော်ဖိုးဖုံးကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရတယ်ဂျာလားတန်ဃာဓုကိုဝရင်တို့နဲ့မယမ်းပါနဲ့လို့ဦးစင်ပြောရှင်တယ်တန်ဃာကိုပြင်မာရင်ဘယ်လိုအပြစ်မျိုးခံရပါသလဲဖရာဖြေးချပေးတော်မူပါဖရာတဲ့ဖရာကိုပြင်မာတဲ့ပုပ်ကိုတန်ဃာကိုပြင်မာတဲ့ပုပ်ကို တီလာရှိတဲ့လူတွေကိုပြမားတဲ့ပုံကူနော်ကျမတို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြည်လင်းပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့ကကိုငဘိုတဲကမှကျမကတင်ငန်းကရုံးတုံးပြီးတင်ငန်းဝတ်ထားတယ်ကျမဥပုံချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ် အဲ့ဒီ၅ပါးတီလလုံးုံအောင်စောင့်ထိနေတဲ့ကျမကကရုံးတုံးပြီးတော့သင်ငန်းဝတ်ထားတိုင်းသင်ငန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံးတုံးထားတိုင်းသင်ငန်းဝတ်ထားတိုင်းနဲ့တချို့က၅ပါးမပြောနဲ့တီလ၅ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှလဲဟုတ်မှာပေါ့ ဘုန်းကြီးတွေရဲ့တိခါပုတ်က220နဲ့229တွယ်တော့တိခါပုတ်ရှိခဲ့အဲ့229တွယ်မပြောနဲ့ငါးပါးတိလာပါအဲ့ဘုန်းကြီးတွေစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့229တွယ်တော့တိခါပုတ်ကစောက်ထဲမှာပဲရှိရလေဘယ်ဘုန်းကြီးကိုင်းလာတာရှိလဲခုခက်ပါပြောစမ်းပါဦးရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တိတကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာ တန်ငါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်နေကြတော့ဘယ်လောက်နေကြနေပြီလဲကျမလည်းစစ်တမ်းမကောက်ထားတော့မသိဘူးနော်တန်ငါဥယေ9သိန်းကျော်6သိန်းကျားမှရှိတယ်9သိန်းနဲ့6သိန်းကျားမှရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ခုနက229တွေတော့တိခါပုံမပြောနဲ့ငါးပါးတီလာစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲ အဲ့ဒါလည်းပဲပြော920နဲ့928တော့တိတ်ခါဖို့ကိုမပြောနဲ့နော်ငါးပါးတိလာစောင့်ထင်းနဲ့ဖုံကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဖုံကြီးတိကတော့ကျင်စရာလည်းတကွမှမရှိတလို့နော်ကြီးညိုစရာလည်းတကွမှမရှိနော်တကမချောချောမြင်ရင်တနာယူမယ်ငမ်းမယ်ပလင်မောကလည်းတရားပေးနေတယ်အောက်ကတက္ကမကဇာဘာနဲ့ဗောလီပေါ်အောင်ထားလို့ချင်းပလင်မောကလည်းသင်္ကန်းချာနေပြက်မာနေတဲ့ဖုန်ကြီးတွေเนาะ ပလင်မောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမတော့မသိဘူးပေါ့ပလင်မောကနေပြီးတော့မှနော်ဟိုပလင်မောကနေပြီးတော့တက္ကမရှင်သားကြည့်ပြီးတော့မှပြင်မနေတဲ့ဖုန်ကြီးတွေကြီးတယ်ပဲနော်ဒါတန်ခါ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ခါဟိုဖုန်ကြီးတွေထဲမှာအဲ့ညာ98တော့တော့တိတ်ခါပုဂ္ဂိုလ်စောင့်ထိန်နေဆိုတာတီတခုဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံမိတ်မယ်ယုံမဲ့နော်ဟုတ်တယ် ကျန်တဲ့ဘုန်းကြီးတွေဘယ်သူမြဲ၅ဘာတိလာလုံတုံတဲ့ဘုန်းကြီး229နှစ်တော်ရယ်ဆိုတာစာအုပ်ထဲမှာပဲရှိတယ်။နောက်ဗီဒီယိုမှာဆက်ပြောမယ်။တန်ခါကိုပြင်မာရင်ဘယ်လိုအပြစ်မျိုးခံရပါသလဲဖေယားဖြေးချပေးတော်မူပါဖေယားတဲ့။ဖေယားကို ပြင်မာတဲ့ပုဂ္ဂိုလ်တန်ခါကိုပြင်မာတဲ့ပုဂ္ဂိုလ်တိလာရှိတဲ့လူတွေကို ပြင်မာတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုသုတ္တနိပတ်ပါဠိတော်ဝတ္တလတုံးမှာမြတ်စွာဘုရားကယောဗုဒ္ဓံပရိပါတတိ အထဝါတတသာဝကံပရိဘာဇံဂဟထံဝါတန်စင်ညာဝတ္တလောဣတိယောနရောအကျင့်သူသည်ဗုဒ္ဓံမြတ်စွာဘုရားကိုပရိဘာတတိရေယုဤအထထိုမှတပါတတထိုဘုရားရှင်ဤသာဝကံဝါတပိသားသာဝကတံဃာကို၎င်းပရိဘာဇံဝါပရပိုက်ကို၎င်းဂဟထံဝါလူကို၎င်းပရိဘာတတိရေယုဤတန်ထိုသူကိုဝတ္တလောဣတိသူယုတ်မှာဟူ၍ဇင်ညာတိယဤလို့ဟောကြားထားပါတယ် အတိဘေကဖရာကိုပြမားတဲ့ပုဂ္ဂိုလ်ယဟန်တန်ကားကို ပြမားတဲ့ပုဂ္ဂိုလ်တိလရှိတဲ့လူတွေကို ပြမားတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကို သူယုတ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ယဟန်တန်ကားနဲ့တကွတိလရှိတဲ့လူတွေကိုစော်ကားပြမားမယ်ဆိုရင်အဲ့ဒီစော်ကားပြမားတဲ့ပုဂ္ဂိုလ်ဟာလက်ရှိပစ္စုပန်ဘဝမှာလည်းပဲသူယုတ်မာဖြစ်ရတယ်လို့တေလွန်တဲ့အခါမှာလည်းပဲတင်းစိုးငရဲကိုကြောက်ရွတ်တတ်ပါတယ် တိမ်သူငရဲမှာငရဲသူငရဲသားတွေပြည့်နှက်နေပြီးငရဲထင်းတို့ကထန်းလုံးခန့်ပမာဏရှိတဲ့ဓာတ်လှန်တင်ပုတ်တို့ကိုကန်၍ငရဲသူငရဲသားတို့အားရိုက်နှက်နှိမ့်ဆက်ကြပါတယ်ပင်သူငရဲ့ဤတက်တန်းကိုပြောရမယ်ဆိုရင် လူပြည်မှာအနှစ်90ဖြစ်ပါကသရုမာရဲ့တရက်ဖြစ်ပါတယ်သရုမာရဲ့အနှစ်900သည်ပင်သူငရဲ့တရက်ဖြစ်ပါတယ်လူတက်တန်းနဲ့တွက်မယ်ဆိုရင်လူတို့ဤတက်တန်းအနှစ်9000သည်ပင်သူငရဲ့တရက်ဖြစ်ပါတယ် တိမ်စုံငရဲတက်တန်းသည်အနှစ်900ဖြစ်ပါတယ်အဲ့ဒီလောက်ထိကြာပါတယ်နော်ဒါကြောင့်ယဟန်တန်ကာနဲ့တကွာတီလာရှိတဲ့လူတွေကိုစော်ကားပြမမယ်ဆိုရင်အဲ့ဒီလိုစိုးကျိုးတွေခံစားရတတ်ပါတယ်မလူရှင်လဲမလူခွင့်ရှိပါတယ်ဓမြတိုက်ပြီးတနတ်ပြပြီးတော့ဓမြတိုက်တဲ့ဘုန်းကြီးတဘာမှမရှိဘူးမှန်လားဦးသင်ပြောတာရှင်းလားဦးသင်ပြောတာဒါကြောင့်ယဟန်တန်ဃာတွေဝရင်ဝရင်တို့ကြီးနဲ့တိမ့်ပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော် ပုပ်ကိုရေးတဦးတယောက်အနေနဲ့မကျေနပ်ရင်ပြောခွင့်ရှိတယ်နော်ဖိုးဖုံးကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရတယ်ဂျာလားတန်ဃာဓုကိုဝရင်တုံးနဲ့မယမ်းပါနဲ့လို့ဦးစင်ပြောရှင်တယ်ရှင်းလားဦးစင်ပြောလားအဲ့ဒီလိုနဲ့ဒီကာမဏိကဖရာတန်သွားပြီးဝါရတင်တာဖရာကသူဟွန်းလာလို့ပဲမြောက်ပေးတဲ့အတိုင်းသူဝါရတင်ဟောမြတ်စွာဘုရားကပြည်သူပြည်သားတွေဟာလားအဲတက္ကရာမတွေကိုပြောတော့ မေတ္တာရှိတယ်ကရုဏာရှိတယ်အရာတွေကိုမေတ္တာကရုဏာနဲ့အကြောင်းတွေချီးမွမ်းတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါအမျိုးတွေကိုဖျက်ဆီးသလိုပဲဆိုပြီးဝါရတင်တာနားလည်ပြီလားအမမြတ်စွာဘုရားဘာဟောလိုက်တယ်ဆိုတော့ကာမဏီတဲ့ငါဘုရားလေးတဲ့နော်60တကဘာဘယ်နှကဘာ60တကဘာကိုလေးတဲ့ငါငါဘုရားဒီဦးဇင်းတို့အပိညာတကူပြည့်ကြည့်ရှုလိုက်တာဟုတ်လားတကယ်မိုက်တို့ကြီးကြည့်ရှုလိုက်တဲ့အခါမှာကြက်ပြီးသားပကဒါနဆိုတာဒီဦးဇင်းတို့ ချက်ပြီးသားစွန်းကိုလှူဒန်းခြင်းဖြင့်မွဲသွားတဲ့နော်ပစ္စည်းဥစ္စာတွေဆင်းရဲမွဲတေသွားတဲ့လူပုပ်ကိုတကတော်မှတဦးတယောက်ကိုမှမမြင်ပါဘူးတဲ့ရှင်းလားဦးသိန်းပြောတာတဏ္ဍကဘာကြည့်လိုက်လေ90တကဘာမှာဟလာချက်ပြီးသားစွန်းကိုလှူပြီးတော့မွဲသွားတဲ့ပုပ်ကိုတယောက်မှမရှိဘူးဦးဇင်းတို့ဗုဒ္ဓရဲ့သာသနာတော်ဟာတက္ကະတော်မတွေစီကပါဇက်နဲ့ထုတ်ပြီးတော့တက္ကະမတို့ဘာလူပါညာလူပါမတောင်းပါဘူး မိမိတို့တရားတရားရှိတို့ပစ္စည်းလေးပါဖိတ်မှန်ထားရင်တော့သာသနာပြုလုပ်ငန်းမှာယဟန်တန်ကာတွေရှိ စာသင်သားတွေရှိတယ်ယောဂီတွေရှိတယ်အဲ့ဒီအတွက်ဆရာတော်တွေကခေါင်းဆောင်ပြီးတော့သူတို့ရဲ့စာဝတ်နေရေးကိုဖြည့်ဆင်းရတဲ့အတွက်တရားတရားနဲ့ပြည့်စုံတဲ့တရားတော်မတွေဖိတ်မှန်ထားမှသာလေတခါတလေမဖြစ်နိုင်လို့သာအလှခံရခြင်းဖြစ်တယ်ဝီနီတော်နဲ့အဆက်ဆက်ပါပဲအပြစ်မရှိပါဘူးမဖိတ်မှန်ထားတဲ့တရားတော်မဆို very sorry ပဲဘယ်တော့မှမတောင်းရေတော်တစ်ခွက်တောင်းမတော့ပါဘူး သဘောကျလားဦးသိန်းပြောတာမယုံရင်ဒီကမကြီးတို့စုံစမ်းကြည့်လိုက်ပါလေးလာကြည့်လိုက်ပါရေတစ်ခွက်တော့မတောင်းတော့ဘူးပစ္စည်းလေးပါမဖိတ်မှန်ထိုင်ဟုတ်ပြီနော်ပစ္စည်းလေးပါလေးပါဖိတ်မှန်ထားရင်တော့တဏှာတရားမရှိဘူးထင်လုံးဝကိုအလှမခံဘူးတဏှာတရားကြီးမားတဲ့ကိုယ်တကာတော်မှာအရင်ခောက်ခောက်တွေကိုသာလင်းဟာလားသူ့ကိုအားပေးချီးမြှောက်တော့အားပြေ၎င်းသာသနာအတွက်၎င်းအလှခံရခြင်းဖြစ်တယ်ရှင်းလားဦးသိန်းပြောတာ ဒါကြောင့်အဲ့လိုဆွတ်ဆွဲလာတဲ့ပုံကိုဗုဒ္ဓဘလို့ဟောလိုက်တယ်60တကဘာကိုကြီးလိုက်တယ်ကြက်ပြီးသားဆွန်းတွေကိုလူပြီးတော့မွဲသွားတဲ့တကတော့မှပစ္စည်းဥစ္စာပျက်စီးသွားတဲ့တကတော့မှတယောက်မှမရှိဘူးတိတ်ကောင်းတာဗုဒ္ဓအဲ့မှာတိတ်သွားတာကြားလားမှတ်ထားကမနည်းတဲ့တကတော့မှဒီအမျိုးတွေပျက်စီးနေတာအဲ့ဒီလိုဒီလူတန်းချင်းကြောင့်မဟုတ်ဘူးဆွန်းလူတန်းချင်းကြောင့်မဟုတ်ဘူးဟုတ်ပြီလားတကယ်တမ်းကြတော့ဒေါကကြီးမှာစီးစင်ဥစ္စာတွေတိုးပွားနေတယ်ချမ်းသာနေတယ် အသုံးဆောင်ပစ္စည်းတွေပေါများနေတဲ့ပုံကိုယ်တွေကဒါနတံဘူတာဏိဒါနကြောင့်စီဝါတိုးတက်နေတာတစ္ဆာတံဘူတာဏိတစ္ဆာတရားတွေဖြင့်မှန်မှန်ကန်ကန်အလုံးလုံးခဲ့လို့ကြီးပွားအောင်မြင်နေတာတာမင်ညတံဘူတာဏိတီလာတစ္ဆာမဝနာရီဒါနတစ္ဆာမတပါတီလာဖြူစင်တန်ရှင်းပြီးစ조사ခဲ့လို့အောင်မြင်နေတာအဲ့လိုဘုရားပြောတာရှင်းလားဦးဇင်းပြောတာအဲအဲ့လိုမျိုးဘုရားပြောပြီးတော့ လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်း၈ချက်ကြောင့်အဲ့ဒီ၈ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်၁เนาะဒကမကြီးနံပါတ်၁ပြောမယ်ရာဇတော်ဝါမင်းဆိုမင်းညင်းကြောင့်ပါကြောင့်အဲ့ဒါအဲ့ဒါဖျားခေါ်တာကျန်လားအဲ့ဒီလိုမင်းအမိုက်မကောင်းတော့ဘူးဦးဇင်းတိုင်ခိုင်းနေဒီကမကြီးဟောရအောင်မလားဟောရအောင်မိုက်ကမကောင်းဖြစ်နေပြီကျန်လားကဲရာဇတော်ဝါတဲ့ဖျားခေါ်တယ်ကျန်လား မင်းဆိုမင်းညင်းကြောင့်တော့မင်းကောင်းမင်းမြတ်မပါဘူးရလားမင်းဆိုမင်းညင်းကြောင့်ဘာဖြစ်လဲအဲ့ဒီလိုမင်းတွေကြောင့်ဘာဖြစ်တတ်လဲဆိုရင်တခါကြီးတို့ဒီကမကြီးတို့ကိုရအလုံရင်နဲ့ဥပဒေနဲ့ညှိရင်လဲကိုရရာဓုအာနာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလားကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လဲဘဝကြီးပြတ်နိုင်တယ်နံပါတ်1အဲ့ဒါဂယူဆိုင်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူကျင်တဲ့တကူဓမြလူဆိုးတွေကြောင့် ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြည့်စုံတော့မဟုတ်ဘူးလားအဲ့ဒါဘဝပြည့်ကြောင်းနေဟုတ်ပြီလားနံပါတ်3ကတော့ဦးသူတို့အဂိတော်ဝါမိကြောင်းမိတွေလောင်ရင်မပြည့်စုံဘူးလားအကုန်ပြောင်းသွားတယ်မိလောင်ကိုအိမ်တွေကရေဒနာဒုတ်တွေမယူအားရင်အကုန်လုံးမိလောင်ကုန်ဘဝပြတ်သွားတယ်တချို့တွေဟုတ်ပြီလားယနေ့ချမ်းသာတယ်နောက်နေ့လမ်းဘေးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောင်းရေဘေးတွေတိုက်တယ်အခုငလင်ဘေးတွေမရှိဘူးလား ဒါဒါပြောတဘာဝအန်တရယ်ကြောင့်အဒီ3နဲ့4ကိုတဘာဝအန်တရယ်ကြောင့်ဟောတယ်ငလင်လို့တယ်မပြိုကုန်ဘူးလားအကုန်ပျက်စီးတယ်မိရေလောင်တယ်အကုန်ပြတ်တယ်နာခင်မုံတိုင်းတွေတိုက်တယ်ရည်တွေနဲ့အကုန်မျောသွားတယ်ဟုတ်မယ်ယနေ့ခေတ်ဘန်ကောက်မြို့ကြီးတော့စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေနော်ဒါကြောင့်ကြောက်ဖို့အာရာတွေကြောက်ပျက်စီးတာဘုံကြီးတွေကိုစွန့်လူလို့မွဲသွားတယ်လူတိတ်အောင်မရှိဘူးရှင်းလားဦးသိပြောတာဗုဒ္ဓမြတ်စွာဟောတာနော်အာရာနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကဒကာကြီးတို့မကြီးတို့ ဒီမတီမြဲလို့ပြောင်းရွှေ့သွားတာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေအနာတဝင်းတထေးတို့မြေကြီးအောက်မှာမြုပ်ထားတဲ့ဆက်စစ်ကတိတော့ပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီးသွားတာအဲ့ဒါကြောင့်ပစ္စည်းဥစ္စာတွေဘာမှအနန္တနဲ့တချို့ပုံကိုတွေကဘာဘန်တွေပြောင်းလဲမှုနော်ကဘာစီဝါရေးပြက်ကက်တွေကြောင့်တချို့ဘာမှအနန္တနဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လဲအမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာရှင်းလားဦးဇင်းပြောတာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ ငါချက်လားဟုတ်လားအင်းနမ6ကပါလဲဆိုတော့ဒကာကြီးဒကာမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုမကျွမ်းကျင်လို့တဲ့ဘာမကျွမ်းကျင်လို့မိမိတို့စီဝါရေရွှေလှုပ်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ဟုတ်တယ်မလားအိမ်ချံပြေလှုပ်တဲ့လူကအိမ်ချံပြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပားဆိုင်တဲ့လူလေယာလုပ်ငန်းလုပ်တဲ့လူကမူလီဝါဒအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြေညံနေမြေဩဇာတွေတုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလား ဒီတိုင်းပဲစီးပွားရေးလုပ်တဲ့လူတွေ၊ကုန်တယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီးပွားရေးဆိုတာကြက်ကြက်ကန်းဆန်ဦးတိုးတာမရှိဘူးကြားလားကိုယ့်ရဲ့ပညာစီးပွားရေးပညာကျွမ်းကျင်ရတယ်ကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ်အမြဲတမ်းစီးပူးနေရတယ်ပညာတွေဟောပြောပွဲတွေနားထောင်မယ်ကိုစီးပွားရေးနဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအထိတ်လုပ်နေရတယ်ငါအစဉ်ပြေနေပြီးဈေးရောက်နေဒီလောက်နဲ့မလုံနဲ့အမြဲတမ်းစူးစမ်းနေရဦးစင်းတို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရတယ် ဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်သဘောပေါက်လားဦးစင်းပြောလားကိုကိုကိုမရက်နေရအမြဲတမ်းစူးစမ်းရဟုတ်ပြီလားဒါကြောင့်စီးပွားပြတ်တယ်ဆိုတာဘာလဲအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖရားဟောတယ်ရဟန်းတော်တွေဆုံးလောင်းလို့ယံမွဲသွားတဲ့လူတယောက်မှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောအောင်မယ်နမခွန်ကတော့ဘာလဲကုလာဃာရောတဲ့ဟာပါပြီ ကုလာကာတော့တဲ့အကြမ်းလာတကိုင်းတို့မကြီးလို့ရေမိမိတို့အိမ်မှာ အသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေကြောင့်ဘာလို့ကြောင့်တကာမကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွေးမယ်မှန်ဟုတ်ပြီနော်လောင်ကစားလုပ်တဲ့အိမ်ရှိရင်မွေးပြီအရက်တင်စားမှုရေးစေဝါတောက်စားအပျော်ပွားလိုက်စားအဲ့ဒါကိုပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေတမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွေးမှာ နားလည်ပြီလားဆုံးလူလို့မွဲတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလားအဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲ့နားလည်ပြီနော်အဲ့ဒါတက္ကမကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့နောက်ဆုံးချက်ကဘာလဲဒါဥစဉ်ချက်ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲ အနေစားပဲဘာမှမမြဲတာကြီးကိုဒီကောင်မကြီးတို့ဖုံးကြီးတွေကိုလှူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလှူလို့မွဲတာကဂုံမတ်တဲ့တရားဓမ္မတွေကြာလားဂုံမတ်တဲ့တရားဓမ္မတွေဟာသီလသမာဓိပညာတိုးတက်အောင်လှူဒန်းမတတ်ဘူးကြာလားဂုံရဖို့မျက်နှလုံးမျက်နှာရလှုပ်ပြီးတော့တာဆင်ပြုပွဲတွေတအားလို့မြင်းတွေငါဆင်တွေငါပေါင်းတွေငါဟာလာဖီယာတွေတိုက်ဟုတ်တယ်မလားအမျိုးမျိုးသီလတွေဖြတ်ပြီးလှုပ်တယ်အဲ့ဒါမွဲတတ်တယ်ဟုတ်ပြီလား တဘောပေါင်းလောက်ဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲမလိုအပ်ပဲနဲ့လှူဒန်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ကျင့်နေလို့လှူဒန်းတာမျိုးကြောင့်မမွဲပါဘူးကြားလားတဘောပေါင်းပြီမို့လားအဲ့ဒါစီးပွားပြတ်ချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာဂါမဏိကိုဂါမဏိကသဘောပေါက်သွားတယ်ဘာဖြစ်လို့လဲသူ့ကိုနိခန္ဓာတက္ကတွန်းကြီးက တိုက်တွန်းလို့သာသူဝါရလက်တင်တာလေအခုတော့ဖရာရဲ့ဂုံကျေးဇူးကို နားလဲသွားပြီးတော့တောင်းပန်တယ်ရှင်မြတ်စွာရဲ့ဒီတရားတော်တွေကအမတန်အန်ချီးပွဲကောင်းတဲ့တရားတော်တွေဟုတ်တယ်မလားတကယ်ကိုဝမ်းသာဝမ်းမြောက်ဖြစ်ပြီးအဲ့ဒီမှာတရဏဂုံခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပါတယ်သဘောပေါက်ပြီလားဦးဇင်းပြောတာဒါကြောင့်ယန်းတော်တွေကိုစွန်းလူတို့ မွဲတာ90တကဘာမှတယောက်မှမရှိပါဘူးတကမကြီးတို့ဒါနလုပ်တော့မွဲတာမရှိပါဘူး ဒါနကိုမလုတ်တက်ပဲနဲ့ဂုံတုဂုံပြိုင်ဟုတ်တယ်မလားဖះလူတော်ကြဒါနမဟုတ်ပဲနဲ့ပက္ကာသနာဒါနတွေလုတ်ရင်တော့မွဲတက်တယ်ပျက်စီးတက်တယ်ဆိုတဲ့အကြောင်းဟုတ်လားမှတ်သားရင်လည်းပဲကုသိုလ်ကောင်းမှုအဆုစုတွေကိုရေဆက်သွန်းချအမြတ်